သူတို့ကအခန်းအတွင်းမှာပေါင်900လောက်အလေးချိန်ရှိတဲ့ရုပ်လောင်းကိုမီးတကြိုဖို့မီးလောင်အောင်လုပ်ခဲ့ကြတယ်။ဒါပေမဲ့မီးစစ်တင်လောင်တဲ့အချိန်မှာရုပ်လောင်းကအစီပမာဏများစွာဟာအကြီးပျော်သွားပြီးလောင်ကျွမ်းသွားခဲ့ပါတယ်။အဲ့ဒီရေပျော်သွားတဲ့အစီတွေကိုလေဝင်လေထွက်စနစ်ကဆုပ်ယူသွားတာကြောင့်ခေါင်းမိုးတိုင်ဘက်ကိုမြင့်တက်သွားခဲ့ပါတယ်။အဲ့လိုမြင့်တက်သွားတာကြောင့်ခေါင်းမိုးပေါ်မှာရှိတဲ့ရောဘာပစ္စည်းတွေမီးလောင်ကျွမ်းသွားခဲ့ပြီးအတွင်းထဲကအလုံသမားတွေဟာလင်းမြန်စွာပဲဘေးလွရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။အဲ့ဒီနောက်မီးတက်သမားတွေရောက်လာတဲ့အချိန်မှာတော့ အိမ်ခေါင်မိုးတစ်ခုလုံးဟာမီးလောင်သွားခဲ့ပြီဖြစ်ပါတယ်။တိုက်လေရင်တွေကအရေးကြီးတဲ့စစ်ဆေးမှုအတွက်လေရင်နဲ့ချိတ်ဆက်ထားတဲ့စီပိုက်ရဲ့အရှိတ်ကိုဂယူးတစ်ဆိုင်ချင်းကတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ချိတ်ဆက်ရဲ့နော်ဆဲကစီပိုက်တွင်းမှာရှိတဲ့အဖွင့်ပိတ်ပေါက်ကိုတုံးထိုးလိုက်ပါတယ်။ဒီလိုနဲ့လေရင်နှစ်စင်းကြားမှာတင်းကျပ်သွားပြီးအလုံးပိတ်ထားတဲ့ချိတ်ဆက်မှုတစ်ခုကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ချိတ်ဆက်ထားတဲ့စီပိုက်တွေကနေတဆင့်စီကာလန်ထောင်ပေါင်းများစွာကိုအလျင်မြန်မဲဆုပ်ယူသွားပြီး တိုက်လေရင်တွင်းရဲကိုထည့်ပေးပါတယ်ဒီလိုနဲ့တိုက်လေရင်ရဲ့တန်ကားတွေပြီးရှစ်သွားပြီးအနယ်ရဲကင်းစွာနဲ့လေရင်တွေဟာပုံမှန်တိုင်းပဲဆက်လက်ပြန်တန်းနေနိုင်စေဖြစ်ပါတယ်